အဲ့တော့ဘောနော်ကျမတို့ကိုဝင်ရှိတဲ့အချိန်မှာပဲ one shot one pick ဆိုတာလည်းဖြစ်တတ်ပါတယ်ရှင့်နော်အဲ့တော့ one shot one pick ကလည်းဖြစ်တတ်တဲ့အခါမှာဆိုရင်တော့ဒါပြောမယ်ဆိုလို့ရှိရင်တော့ဂျာကျမတို့ကလေးတွေကိုတော့ byte byte ထဲမှာရှိတယ်နော်ကျမတို့တတိသားလေးတွေကတော့အနည်းနဲ့အများတော့ထိခိုက်မှုရှိပါတယ်နော်အဲ့တော့ကိုယ့်ရဲ့သွေးထဲမှာကျမတို့ကဒီ sodium နေရှိတယ် potassium နေရှိတယ်နော်ဒါတွေအကုန်လုံးကညှို့နေနေတယ် one shot သွားလို့ပေါ့နော်ဥပမာအန်နာပဲဖြစ်ဖြစ် one shot သွားပဲဖြစ်ဖြစ်အဲ့လိုမျိုးများသွားတဲ့အခါမှာဆိုရှင်တော့ဒါတတိသားကိုထိခိုက်မှုရှိတယ်လားဆိုရှိတယ်ပေါ့နော် အဲ့တော့အခုကျမအမြဲတမ်းပြောသလိုပါပဲအ ਨੇ ဆုံးပေါ့နော်ဥပမာဆိုကျမအများသောအဖြစ်ဆိုကယ်ဆယံနဲ့ဥစားဥပမာပြလေးရှိအဲ့တော့ကျမတို့ခန္ဓာကိုယ်ထဲမှာကယ်ဆယံတို့လိုမျိုးပေါ့ဒီလိုပဲဆိုဒီယမ်နီပိုတက်ဆယံတွေကလည်းအတူတူပဲကိုက100%ရှိနေတယ်ဆိုရှင်ကလေးကသူလိုအပ်တဲ့ဥပမာဆိုရှင်80%ခန့်လုံးလိုတယ်ဆိုသူဆွဲယူသွားမှာပဲနော်ကျမတို့အချင်းကနေတော့သူကလိုအပ်တဲ့လောက်ကိုကျမတို့ကဆွဲယူတယ်ဒါဆိုရင်ကျမတို့ရဲ့ကိုယ်ထဲမှာကျမတို့က20% 30%ပဲကြံမယ်နော်အကယ်၍ကိုယ်ထဲမှာငကိုကလေးကိုကမလုံလောက်ခဲ့ဘူးဆိုလို့ရှင်တော့ ော်ကိုကလေးကဆွဲယူတဲ့နေရာမှာလဲသူ100ရာခိုင်နှုန်းမရနိုင်တော့သူ80ရာခိုင်နှုန်းမရမယ်အဲ့လိုပဲကိုရဲ့မိခင်ရဲ့သွေးထဲမှာလဲကျမတို့တွေကငကိုကလေးကိုကလည်းအပြည့်အဝမရှိခဲ့ဘူးဆိုလို့ရှင်ပို့ပြီးတော့မှလဲကျမတို့ကညော့ပြီးတော့မှကြံခဲ့မယ်ပေါ့နော်အဲ့လိုညော့ပြီးတော့ကြံခဲ့တဲ့ချိန်မှာဆက်ဆက်ချင်းဆိုတော့ဘာမှမသိတာသေးဘူးနော်ဥပမာဆိုဒီယမ်နေပိုတက်ဆီယမ်နေဆိုရှင်ဥပမာလူကနုံနာမျိုးလို့နောက်ပြီးတော့ကြွတ်တက်တာမျိုးလို့နော်ဓာမျိုးလေးတွေသူကစဖြစ်တယ်ဘာမှကယ်ဆီယမ်တို့လိုမျိုးဆိုရှင်သူကချက်ချင်းမသိဘူးပေါ့နော်ဥပမာဆိုဟိုးတက်ကြီးလာတဲ့ခါချမ်းမှာဒါအမြဲတမ်းည ျောနေတာလို့ OE ဖြစ်သွားတာမျိုးလို့ osteo ဟိုစားအယူပွား osteoporosis ပေါ့နော်အယူပွားတာမျိုးပေါ့ဒါလိုမျိုးလေးကြီးလေကျမတို့တွေကဖြစ်တတ်ကြဒါကြောင့်မလို့ကိုဝင်ဆောင်တဲ့ကာလမှာကျမတို့တွေကဒီ electrolyte တွေလို့နော်ဒီ iron တွေလို့ဒါမျိုးလေးတွေဆိုလို့ရှိရင်ကျမတို့ကကြီးလိုက်တာနဲ့တိတ်ချက်ချင်းမသိတာဘူးပေါ့နော်အဲ့လိုမသိတာတဲ့အတွက်ကြောင့်လို့အတက်နိုင်ဆုံးဖြစ်နိုင်ရင်တော့ကျမတို့ကပြည့်ဖို့အရေးကြီးတယ်မပြည့်ခဲ့ရင်တော့ကျမတို့ချက်ချင်းတော့မဟုတ်ဘူးသူက short term မှာမဖြစ်ဘဲနဲ့ဟို long term ကြမှာဒီရဲ့ effect တွေကိုတော့ခံစားရမှာဖြစ်ပါတယ်ရှင့်နော်ဒါကြောင့် င့်မလို့ဒါလေးကိုလေသတိထားကြပါဘောဒါကြောင့်မလို့ဝမ်းရှော့လာပြီဆိုလို့ရှိရင်တော့မိမိဒီအနေနဲ့ကတော့ကျမအကြံပေးချင်တာဓာတ်ဆိုင်ကြီးချက်ချင်းတောက်ပါနော်အဲ့တော့ဓာတ်ဆိုင်ကြီးကိုချက်ချင်းတောက်ပါနောက်ပြီးတော့မှလုံလောက်အောင်တောက်ပါနော်နောက်ပြီးတော့မှအတက်နိုင်စေအောင်အခုနောက်ပိုင်းမှာတော့ကျမတို့တွေကဝမ်းရှော့လာပြီဆိုပိုသက်စီချက်ချင်းမပေးပါဘူးနော်အဲ့လိုမျိုးကိုဝန်ဆောင်တဲ့အချိန်ဒီမှာလည်းချက်ချင်းပေးလို့မရှိဘူးဥပမာဆိုရှင်တော့ probiotic ပေါ့နော် probiotic မှာလည်းကျမတို့က SB လို့ခေါ်တဲ့ sacrificing body လေးပါတဲ့ probiotic အမျိုးအစားတွေကျမတို့ရွေးရတယ်အဲ့လို strain တွေပေးရတယ်ပေါ့ အဲ့လိုဒီလိုပါတဲ့ strain ပေါ့ probiotic ဖြစ်တယ်ဆိုတိုင်းကျမတို့ကဝင်ပိတ်တာမဟုတ်ပါဘူးရှင့်နော် probiotic ဆိုတဲ့အကြောင်းအရာကကျမတို့အစာအိမ်ဦးလမ်းကြောင်းမှာရှိတဲ့အကောင်လေးတွေမွေးဖွားဖို့ရာကိုအထောက်ကူပြုတာပဲဖြစ်ပါတယ်ဝင်ပိတ်တယ်ဆိုတာကတော့ကျမတို့သူတို့တက်တီးတက်နော်တက်တဲ့ကျမတို့ SB လို့ခေါ်တဲ့ sacrifices body လေးဒါတွေရှိတဲ့ probiotic ကဒါလည်းမယ်ဘာကြောင့် one shot shot ကျမတို့ပုတ်တက်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဥမာဆိုလို့ရှင့်တကယ်ကိုပဲ bacteria ပိုးကြောင့်တက်တဲ့ပိုးသက်စီကိုမပေးဘဲနဲ့ကျမတို့ တို့ကဒီပေါ်စာတော့ probox တစ်တဲ့ကအမျိုးအစားတစ်ခုဖြစ်တဲ့ SP ကိုကျမတို့ကပေးလိုက်တယ်။ဒါလေးတွေကျမတို့တွဲတောက်ဖို့အရေးကြီးတယ်။ပြီးရခါကြလို့ရှိရင်ဓာတ်စာရည်ကိုကျမတို့တွေကတွဲတောက်ဖို့အရေးကြီးတယ်။ဒါလေးတွေကတော့ကျမတို့ပြုလုပ်ရမယ်ပေါ့။ဒါကတော့အိမ်မှာနေလည်းပြုလုပ်လို့ရပါတယ်။မဟုတ်ဘူးဆက်ပြီးတော့မှပဲရှောင်းနေသေးတယ်ဆိုလို့ရှိရင်တော့ဒါနားလေတက်ကြွနေဆရာဝန်တွေနဲ့ပြသဖို့အရေးကြီးတယ်ဆိုတာလေးတွေတော့ပြောပြချင်ပါတယ်ရှင်။